မြန်မာပြည်သက်တည်အနေနဲ့ဂျိုရှွာဖန်နဲ့ထိုးသက်မဲ့ဘရန်နန်ရဖန်နဲ့ဘော်ရင်တိုနဲ့ထိုးသက်တဲ့ပွဲကိုကြည့်တယ်မှာအလုံးဝမင်္ဂလာပါဗျမာရှယ်မင်းကြီးရဲ့မြန်မာကနေပြီးတော့ပြန်လဲကြိုးစားလိုက်ပါကျွန်တော်ဟိုတလောဒီဘရန်နန်ရဖန်ရဲ့ဒီထိုးသက်တဲ့ပုံစံကိုနည်းနည်းလေးပို့ပြီးတော့ကြည့်ပြနေတယ်လေ့လာပြနေရပါတော့ဒီနေ့ထားမှာကျွန်တော်အနေနဲ့လက်ရှိဘရန်နန်ရဖန်နဲ့ထိုးသက်ပွဲရဲ့ကစားသမားတွေထဲမှာဂျိုရှွာဖန်နဲ့အရက်မောင်းတူတယ်ပြီးတော့လက်သီးကောင်းတယ်ဆိုတဲ့ကစားသမားကိုစဉ်းစားကြည့်လိုက်တဲ့အချိန်မှာဘရန်နန်မိုရင်းကိုရှိပါ ဘန်နမိုရီနိုကအဓိကအားဖြင့်ဒီလက်သီးပိုင်းကောင်းတယ်ပြီးတော့ movement เนี่ยနည်းနည်းတွက်တယ်ပေါ့နော်ဂျိုရှော့ဖန်နဲ့ဆိုရင်တော့ကစားပုံအရန်တူတာမျိုးမဟုတ်ပင်မဲ့လည်းနည်းနည်းလေးအခက်စင်စင်ပေါ့နော်အရန်မောင်းနဲ့ထိုးတတ်တဲ့ပုံစံကအရန်ကြီးမကွာဘူးလို့တော့ပြောလို့ရပါဒီအချိန်မှာကျွန်တော်အနေနဲ့သွားကြည့်လိုက်တဲ့အချိန်မှာ Brandon Moreno နဲ့ Rival နဲ့ကထိုးသက်ပူတာနှစ်ချိန်ရှိတယ်။နှစ်ချိန်မှာပထမတစ်ချိန်မှာဒီကျွန်တော်တို့ ရိုင်ဖယ်ဘက်ကနေပြီးတော့ဘာလို့ရှုံးနေသွားလဲဆိုတော့သူ striking ဘက်မှာနေလို့ရှုံးနေတာမဟုတ်ဘူး။သူ့အနေနဲ့ဒီပြိုင်ဘက်ကမိုရီနိုကနေပြီးတော့သူ့ကိုဆွဲလှဲလိုက်တဲ့အချိန်မှာပခုံးလားလက်လားမသိဘူးအဲ့လိုမျိုး injury ဖြစ်ပြီးတော့ရှုံးသွား။ဒုတိယပွဲမှာသူတို့ပြန်ထိုးတဲ့အချိန်မှာဆိုလို့ရှိရင် Brandon Rebel ကအမှတ်နဲ့အနိုင်ရရှိသွားတာဖြစ်ပါဒီမှာသူတို့ထိုးတက်တဲ့ပွဲတွေကိုကြည့်မယ်ဆိုလို့ရှိရင် Joshua Van အထွက်လေ Brandon Rebel က challenging ဖြစ်တဲ့တကယ်ခက်ခဲတဲ့ပြိုင်ဘက်တစ်ယောက် ဖြစ်လာမယ်ဆိုတာကျင်းသိပါ ။ဘာလို့လဲဆိုတော့သူ့ရဲ့ကစားဟန်အရာက striking ဘက်မှာဂျိုရှော့ဖန်ကိုအကွာအဝေးတစ်ခုကနေတော်တော်လေးကိုကစားနိုင်တဲ့အနေအထားမှာရှိပါတယ်။ပြောရရင်များသူကညာချေညာလက်ရှေ့ထားတဲ့ south post stance ဂျိုရှော့ဖန်ကကျတော့ဘယ်ချေဘယ်လက်ရှေ့ထားတဲ့ orthodox stance ဒီအတွက်ကြောင့်မလို့ကျွန်တော်ဒီလက်ရှိအနေအထားမှာကြည့်မယ်ဆိုရင် သူ့ရဲ့ညာချေနဲ့ဒီဘန်နမိုရင်းနိုရဲ့ဘယ်ချေကထိနေတယ်။ထိနေတဲ့အနေအထားမှာဆိုရင်များငါးဖေးကိုလက်မကစားသမားနဲ့ အားပင်ငါးလက်မှပဲရှိရကစားသမားနှစ်ယောက်ကဒီလိုမျိုးဒီထိတ်ချင်းလေးပဲစိုင်းနေရဆိုလို့ရှိရင်တေချာပေါက်တော့ဘရန်နန်မိုရင်းတို့ကထိုးမယ်ဆိုလို့ရှိရင်အများနဲ့တက်ထိုးရဒါပေမဲ့ဘရန်နန်မိုရင်းတို့ကဘယ်လိုလုပ်လဲဆိုတော့အဲဒီသူတို့ကစားတဲ့ပွဲမှာဆိုရင်ပုံစံနှမျိုးနဲ့ကစားပါပြိုင်မက်ကသူ့စီကိုဝင်လာလို့ရှိရင်တမ်းပြီးတော့လက်သေးရနဲ့ကောင်တာတွဲလုံးနေနဲ့ပြန်လိုက်တာမျိုးရှိတယ်အဲ့လိုမျိုးမဟုတ်ဘူးဆိုလို့ရှိရင်သူ့ဘက်ကနေပြီးတော့ဒီ step တက်ပြီးတော့လိုက်ထိုးတာမျိုးရှိရပါတော့ ဒါပေမဲ့ဘန်နရဖက်ကဘယ်လိုပုံစံမျိုးတုတ်ပြန်လဲဆိုတော့မိုရီနိုဘက်ကတက်လာပြီးဆိုတော့ねသူ့အနေနဲ့နောက်ကိုနှစ်လမ်းလောက်ဆုံးလိုက်တာနောက်ကိုဆုံးလိုက်တာ ਨੇ မိုရီနိုအနေနဲ့ထက်လိုက်ဖို့ကတိတ်မတွေ့တော့ပြောရမှာကိုက step တစ်ခုလောက်တက်ပြီးတော့ထိုးလို့ထိရဆိုရင်ပြဿနာမရှိဘူးဒါပေမဲ့ပုံမှန်အဖြစ်တော်မှာကိုက step တစ်ခုတက်ပြီးထိုးမှထိမှာဒါပေမဲ့ပြိုင်ဘက်ကအဲ့ဒီအချိန်မှာနောက်ကိုတလန်းနှစ်လမ်းလောက်ဆုံးသွားတဲ့အချိန်မှာကျတော့ step နှစ်ခုလောက်တက်ပြီးတော့လိုက်ထိုးရင်ကြတော့တိတ်အဆင်မပြေချင်တော့ဘူးပေါ့နော်အဲ့လိုအနေထားမျိုးကနေပြီးတော့ထိချက်တော်တော်များများကို ဘန်နာရဘိုက်ကရှောင်ထွက်သွားတာဖြစ်ပါ သူရဲ့ဒီ stance ကလည်းအယောင်ကျဲတယ်ကျဲနေတဲ့ကြောင့်မလို့ taekwondo stance ပုံစံမျိုးနည်းနည်းပေါက်နေရပါတော့ပြောရရင်မွေးထိုင်းပုံစံမျိုးခြေကန်ချက်တွေထွက်တယ်ဆိုပေမဲ့ stance က taekwondo ပုံစံမျိုး karate တို့ပုံစံမျိုးနည်းနည်းပေါက်တယ်ဒီတော့ကြောင့်မလို့သူကနောက်ကိုဆုပ်လိုက်ပြီဆိုလို့ရှိရင်ဝေးရောက်သွားအဲ့လိုအခြေအနေကြလို့ရှိရင်ဘန်နာမိုရီနိုကလိုက်ထိုးဖို့ကတိုင်ပတ်ပါအဲ့ကြတော့ထိကြပိုင်းမှာဆိုလို့ရှိရင်ဘန်နာမိုရီနိုဘက်ကနှိပ်ပြီးတော့ရှုံနေသွား ပထမပွဲရဆိုရင်လည်းပြော striking ဘက်မှာ Brandon Moreno ဘက်ကမတအူ grappling ဝင်လုံးတဲ့ချိန်မှာဒီ Brandon Rebel ဘက်ကနေပြီးတော့ဒဏ်ရာရသွားတဲ့အတွက်ကြောင့်မို့လို့ဒါအနိုင်ရသွားတာဖြစ်ပါဒါက Joshua Ban အတွက်လည်းပြဿနာဖြစ်လာနိုင်မှာဘာလို့လဲဆိုတော့ဗျာ Joshua Ban ကအရင်ကပြီးကိုလမရှိတဲ့ချားကျွန်စင်နဲ့ထိုးတက်ခဲ့ဘူးလေအေးပွဲမှာလည်းရှုံးနေခဲ့တယ်ဒါပေမဲ့ချားကျွန်စင်ကဒီလိုမျိုးအကွာအဝေးကိုတိတ်ချထိမ့်ပြီးကစားတတ်တဲ့ကစားသမားတစ်ယောက်မဟုတ်ဘူးချားကျွန်စင်ကပြောတာစိုင်ပြီးထိုးရတဲ့ကစားသမား ဒါပေမဲ့ဂျိုရှွာဘန်ကဒါတတိယချီမှာအခက်မတင်တော့တာသူ့အနေနဲ့ရှုံးနေသွားတယ်ဆိုပေမဲ့အေးပွဲမှာအတဒါပေမဲ့ဒီပွဲမှာ Brandon Rivera ကကျတော့အကွာဝေးကိုလုံးဝလက်နှက်တစ်ခုလိုမျိုးထိမ်းပြီးတော့ကစားရတဲ့ကစားသမားတယောက်ဒီတော့ကြောင့်မလို့ဂျိုရှွာဘန်အနေနဲ့ပြန်ဖက်ကိုကတ်ဖို့ကြိုးစားတဲ့အချိန်ပြတော့သူတို့ထိုးတာမှာကတုံးချီပွဲဖြစ်နေတဲ့အချိန်မှာဆိုရင်ဒီအတွင်းမှာဘလောက်ထိအပြေချနိုင်မလဲဆိုတာကစိတ်ဝင်စားဖို့တော့ကောင်းပါတယ်။ဘရန်နမိုရီတို့အနေနဲ့နှစ်ချိန်ထိုးတတ်ခဲ့ပြီးတော့တစ်ချိန်နိုင်တယ်လို့ဆိုပေမဲ့ ကျွန်တော်ကတော့ striking ဘိုင်းမှာဆိုလို့ရှင်တော့တခါမှမနိုင်ဘူးဘူးလို့ပြောလို့ရတဲ့အနေထား Fabulous ဆိုတော့ Brandon Rabbit ကခြေကံချက်တွေလည်းတော်တော်လေးတုံနေ Stand ကလည်းကျင်ပြီးတော့နောက်ဆုတ်တာလည်းအရောမြန်နေဒီသုံးလုံးရှင်လည်းဖြောက်လန့်တည်ရဲ့အသုံးများတဲ့အတွက်ကြောင့်မလို့ဒီအရက်၅ဘီ၅လမ်းမနဲ့၅ဘီ၉လမ်းမရှင်လိုက်ရင်တော့သူ့ရဲ့ကစားဟန်ကတော်တော်လေးကိုအခက်တွေ့တဲ့ကစားဟန်အနေထားမျိုးမှာရှိပါနောက်ဆုံးများကျွန်တော်တို့အောင်းဟန်ဆိုင်ဆိုအရက်၆ဘီထားပါအောင်ကျွန်တော် Ryanair Trader ဆိုလို့ရှင်၆ဘီလေးလမ်းမှာ ဒီလိုမျိုးပြောရရင် online striking ပို့ကောင်းတယ်ပေါ့နော်ဒါတော့မှပဲ Ryan Director ကိုရုတ်တရက်ဆိုတမ်းပြီးဝင်သွားလို့မရဘူးပေါ့နော်ဘာလို့လဲခြေတဲ့ net တန်ကဒါတော့ဒီတစ်ခါပြော Brandon Raven အနေနဲ့ကတုံးချီပဲဖြစ်တဲ့အတွက်ကြောင့်မလို့ race UB ထိုးစရာလုံးဝအကြောင်းမရှိဘူးသူ့အနေနဲ့ကပထမအခြေဒုတိယအခြေလောက်မှဆိုရင်လုံးဝအကွာအဝေးကို share ထင်းပြီးတော့ကစားတော့ဒီတော့ကြောင့်မလို့တုံးချီပွဲမှာဆိုရင် Joshua Van Den နဲ့ဒါကိုမြန်မြန်အပြေထုတ်ဖို့လိုပါလိမ့် အနည်းဆုံးတော့ပြိုင်ပွဲကိုပူပူကက်ကက်ဖြစ်သွားပြီးတော့ထိုးရတဲ့အနေအထားလောက်ထိသွားမှပဲရနိုင်မယ်။မဟုတ်ဘူးဆိုရင်လက်ရှိသူ့ရဲ့လက်တန်ကိုကြည့်ရဆိုရင်တုံနောင်ကပ်ဖို့ကမလွယ်ဘူး။ပွက်ကတ်လို့ရှိရင်လည်းသူကတန်းပြီးတော့နောက်ကိုအတခုံဆုတ်ဆုတ်ပြီးပြေးရပုံစံမျိုးပေါ့နော်။ပြေးရတော့မဟုတ်ဘူး။ဒါပေမဲ့တလန်းတန်းတော့ဆုတ်ချလိုက်တယ်။ဆုတ်ချလိုက်တယ်ဆိုရင်ကိုကလိုက်တယ်ဆိုရင်တော့မှကိုရဲ့တိုက်စစ်ကအဲပြန်ပြက်ပြီးတော့ပြန်ပြီးတည့်ရတဲ့ပုံစံမျိုးဖြစ်သွားတာ။အဲ့လိုအနေအထားတွေကပြောရင်ဂျိုရှွာပန်အတွက်ကချင်းနေကုန်လာမယ်။ထိကြိုက်တွေကပို့ပြီးအသာပေးလာရမယ်။ အဲ့လိုအနေထားနေပြီးတော့ဂျိုရှွာဘန်အနေနဲ့အမှတ်နဲ့ဆိုလို့ရှိရင်နှိပ်သွားတာမျိုးတွေဖြစ်နိုင်ရည်နည်းနည်းရှိပါပြီးတော့ဘန်နမိုရင်းတို့အနေနဲ့ကဒီပထမပွဲမှာသူကဆွဲပြီးတော့လုံးလိုက်တယ်ဆိုပေမဲ့ဂျိုရှွာဘန်ကလုံးစရာအကြောင်းအရင်းကြီးတော့မရှိဘူးလို့မြင်တယ်သူ့အနေနဲ့ဒါ striking နဲ့ပဲသွားမှာပေါ့နော်ဒါပေမဲ့ဂျိုရှွာဘန်ကလည်းအထင်သေးရမျိုးမရှိဘူးသူ့အနေနဲ့ခြေရန်လက်တန်ရှိရကစားသမားရဲ့အကုန်လုံးကိုရှောင်တိန်ပြီးတော့ဒါ body shot တွေထိုးလိုက်ပါထိုးလိုက်နေအဲ့လိုပုံစံမျိုးထိုးတက်ခဲ့တာတော်တော်လေးကောင်းပါဒါဘန်နမိုရင်းတို့နဲ့ဘန်နရာဘိုက်တဲ့ပွဲမှာသူ့ရဲ့မျက်နှာကိုကြည့်လိုက်တော်တော်ထိုးခံထားတာ အဲ့တော့ကြောင့်မလို့ဘန်နာရာဘိုင်ကို short တက်လို့လုံးဝမရဘူး။ဒါပေမဲ့ဂျိုရှွာဘန်အနေနဲ့တခုခုတော့ပြန်ပြီးတော့နေဆက်နှစ်ပိုင်းပြင်ဆင်လာလိမ့်မယ်လို့ထင်ပါ။ဘန်နာမိုရီရိုအလှည့်တော်ကတော့သူ့ဘက်ကမော်ရီနိုဘက်ကနေပြီးတော့ဒီ overhand နေထိုးတယ်။ပြီးရင် white lady ရေဆိုလည်းတော့ white lady ရောမှကျွန်တော် white hook လို့ခေါ်တယ်။နည်းနည်းလေးပို့ပြီးတော့ကျယ်တဲ့ white lady ပုံစံမျိုးကြီးတုံးတာတော့မှဘန်နာရာဘက်ကသူ့တက်လာပြီးဆိုတာနဲ့နောက်ကိုတန်းပြီးတော့ပတ်ပြီးဆုတ်သွား။အောက်ချောင်းနည်းနည်းပို့ခတ်တယ်ပေါ့နော်။ပြန်သူဆုတ်တဲ့ပုံစံနဲ့ပြန်နောက်ကိုဒါရိုက်ဆုတ်တာမဟုတ်ဘူး။ ပြောရရင်ကျွန်တော်တို့ကသူ့ကိုဒီ white ပြီးတက်တယ်ဆိုရင်တော့မှသူပတ်ပြီးဆုတ်သွားတဲ့ပုံစံမျိုးပေါ့နော်ဒီ striking ကစားတဲ့ဟန်မှာဆိုရင်6ရောက်ဆုတ်တဲ့ပုံစံတွေကနည်းနည်းလေးအဆင်မြင့်တယ်တွက်လည်းတွက်တယ်ဒီတွက်ကြောင့်မလို့သူ့ရဲ့အကွာဝေးထိန်းတဲ့ game တစ်ခုကို Joshua Van အနေနဲ့ဘယ်လောက်ထိတုံ့ပြန်ပြနိုင်မလဲဆိုတာကတော့ကျွန်တော်တို့ပို့ပြီးတော့စိတ်ဝင်စားလာစီပါကျန်လက်တန်ရှိရကစားသမားဖြစ်တဲ့အတွက်ကြောင့်မလို့ဂျူရှော့ဘန်ကအဝင်အထွက်တိုင်းမှာတေချာဖို့တတိထားနေရနိုင်မယ်။ဒါပေမဲ့မနိုင်နိုင်ဘူးလားဆိုတော့ဟုတ်တော့မဟုတ်ဘူး။ဒါပေမဲ့ရုံးကံမပွဲ ဒါပထမပွဲတော့ဆိုရင်သူလက်နာသွားတဲ့အတွက်ကြောင့်မလို့ရှုံးသွားပါဘောနော်မော်ရီနိုဆိုလို့ရှိရင်ဖလိုက်ဝီတန်းမှာလူကောင်းတော့နည်းနည်းသိရတယ်ဒါပေမဲ့ striking ရန်ကောင်းတယ် grappling လည်းကောင်းတယ်ဆိုတော့ဒါချမင်ဟောင်းတယောက်ပါဒါပေမဲ့ Joshua Van ထွက်ခတော့ Brandon Moreno ဒီ Brandon Rabbit နဲ့တွေ့ခဲ့တော့ကစွမ်းဆောင်ရည်ထပ်ပို့ပြီးတော့တာလုံနဲ့စွမ်းဆောင်ရည်မျိုးပြတ်တနိုင်မှသာနေသူ့အနေနဲ့ Brandon Rabbit ကိုနိုင်ရမှာဖြစ်ပါအဲ့ဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတဲ့အကြောင်းအရာကကျွန်တော်တို့ ျွန်တော် Brandon Moreno နဲ့ Brandon Rafael တို့ပွဲကိုပြန်ကြည့်ပြီးတော့ဒီ Joshua Van Ne နဲ့ Brandon Rafael ရဲ့ဒီအကွာဝေးထိန်းတဲ့ game တစ်ခုကိုဘယ်လိုမျိုးကစားမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘက်ကစိတ်ဝင်စားမိတာဖြစ်ပွဲကတော့တော်တော်လေးကောင်းနေမယ်ကျွန်တော်ကတော့ Joshua Van အဖြစ်တစ်ခုခုရှာနိုင်နိုင်မယ်လို့မျှော်လင့်ထားတယ်အဲ့ဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတဲ့အကြောင်းအရာကိုအားလုံးပဲသဘောကျနိုင်မယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ထားပေးပါ။အားလုံးကျေးဇူးတင်ပါ